ူကိုယ်သူဖျားလာဟုခံယူကပူဇော်ခံနေလို့ရေရွပေးဖို့တိုင်ကြားခံလိုက်ရတဲ့ထိုင်းနိုင်ငံမှာအသက်9နှစ်ကလေးငယ် ပြည်သက်များလုံးမဲမင်္ဂလာပေါင်းမာတပန် page ကနေကြွဆွလိုက်ပါတယ်လက်တလုံးမှာတော့ထန်းနိုင်ငံကအသက်9နှစ်ရွယ်ကလေးလေးရဲ့သတင်းတွေဟာအင်တာနက်ပေါ်မှာလူပြောများနေတာပဲဖြစ်ပါတယ်အဆိုပါကလေးလေးကတော့ထန်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ဆူရထာနီခရိုင်မှာနေထိုင်တာဖြစ်ပြီးသူ့ကိုယ်သူနောက်ပွင့်တော်မူမဲ့ဖျားလောင်းဟုခံယူကနတ်သားတစ်ပါးလိုဝတ်စားပြင်ဆင်ပြီးအပူဇော်ခံနေတာပဲဖြစ်ပါတယ်ထိုင်းလူမျိုးတွေကလည်းဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်ကြသူတွေဖြစ်ပါတယ်ဒါကြောင့်ဒီကလေးငယ်လေးဟာလည်းသူ့ကိုယ်သူနောက်ပွင့်တော်မူမဲ့ဖျားလောင်းဟုခံယူနေတာကိုလူအများကလည်းကိုးကွယ်ယုံကြည်နေကြတာပဲ ယ်ဖြစ်ပါတယ်။ပြီးခရက်ရပိုင်တုန်းကတော့အစောပါ9နှစ်သားကလေးလေးကဦးဆောင်လာတဲ့ဘာသာရေးပွဲတော်တစ်ခုမှာ တီရှတ်စင်တိုဝတ်ဆင်ထားကြတဲ့လူကြီးတွေကဖျားရုပ်တို့၊ငကားရုပ်တို့တွေကိုကြောက်ခဲကြတာဖြစ်ပါတယ်။ကိုကွန်ရရုပ်တို့တွေကိုကြောက်လို့ပြီးမှတော့တက်ကြီးရွယ်အိုတွေကအစဖျားလောင်းမှဟုခံယူထားတဲ့အသက်ကိုနှစ်ကလေးကိုရှ िख ိုးပူဇော်နေကြတဲ့ပုံရိပ်တွေကအင်တာနက်ပေါ်မှာပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်။နောက်ချင်းကြည့်လို့အမြင်ရှိတဲ့ဒီကလေးလေးဟာအသက်နှစ်နှစ်ရွယ်ကလေးကစပြီးဖျားလောင်းပါလို့သူ့ကိုယ်သူခံယူခဲ့ကောင်ကလေးရွယ်နဲ့မလိုက်ဖက်တဲ့ဖျားเจ้าတရားเจ้าတွေကိုပြပြနိုင်တဲ့အတွက်ကြောင့်ထူးခြားတဲ့ကလေးတယောက်ဖြစ်သတ်မှတ်ခဲ့လို့ဆိုပါတယ်။ နောက်ချိတ်ချစ်ဟာဖရာတရားအကြောင်းသာပြပြနိုင်တာမဟုတ်ပဲဝိပဿနာတရားတော်တွေကိုကြင့်ကြံအားထုတ်ခဲ့ပါတယ်။နောက်ပြီးနောက်ချိတ်ချစ်ဟာအသက်9နှစ်10နှစ်လောက်မှာပဲရှေ့ဖြစ်ရောဘေးရင်တွေကိုဟောလာနိုင်ခဲ့တာပေါ့။နောက်ချိတ်ချစ်ရဲ့ဘေးရင်ဟောကိန်းတွေကမှတ်ကန်တာကြောင့်တဖြည်းဖြည်းနဲ့နာမည်ရလာပြီးကိုယ်ွယ်ယုံကြည်သူတွေကလည်းတစားတစားများပြားလာခဲ့ပါတယ်။ဘေးရင်ရရရကိုယုံကြည်ကြတဲ့သူတွေကလည်းခမျက်မျက်မလို့နောက်ချိတ်ချစ်ဟာနာမည်ကြီးလာပြီးအနေနဲ့ရရကနေကိုယ်ွယ်သူတွေနဲ့အတိုင်ဝဲတစ်ခုလိုတောင်ဖြစ်နေပါပြီ။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးထနိုင်ငံရဲ့ခရိုင်သာသနာရေးဦးစီးဌာနနဲ့တရားရုံးကရတန်းကနေရကြဖို့အမိန့်ချမှတ်ပြီးသတိပေးခဲ့ဘူးတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းနောက်ချိန်ချင်းနဲ့သူ့ကိုကိုးကွယ်နေတဲ့သူတွေကတော့အရင်မလုပ်ဘဲခုချိန်ထိကိုလောက်ကိုင်းနေကြဆဲပါပဲ။အခုလိုရတန်းကရက်ဖို့သတိပေးတမ်းမြစ်ခဲ့တာကလည်းနောက်ချိန်ချင်းအနေနဲ့သာသနာတော်ကိုခူလုံးလုပ်ပြီးအလုခန့်စားနေတာတွေကြောင့်ပဲဖြစ်ပါတယ်။နောက်ချိန်ချစ်တာနောက်ပွင့်တော်မူမဲ့ဖျားလောင်းဆိုတဲ့သတင်းဟာအမှန်သာဆိုရင်အခုလိုမျိုးယုံကြည်ကိုးကွယ်ခံပြီးအလုခန့်နေတာတွေလည်းရှိမှာမဟုတ်ပါဘူး။ ဖယားလောင်းဆိုတာကတာမန်လူတွေလိုမျိုးမဟုတ်ဘဲဘဝဆက်ဆက်သာသနာအတွက်ပါရမီဖြစ်ခဲ့ကြတာပေါ့အခုလိုမျိုးတရားထုတ်ကျင့်ကြံပြီးလောကီအယုံရလာပြီဟုဆိုကဗီဒီယိုနေဟောလာခဲ့ပါတယ်ဂျေရှုသူတွေကလည်းခုကိစ္စနဲ့ပတ်သက်ပြီးဒီကလေးလေးဟာတကယ်ဖယားလောင်းမဟုတ်ဘဲ ငွေရဖောက်ရှာနေတာအသိသာချင်းနောက်ပြီးမိဘတွေကလည်းလိုလိုလိုပါမြောက်ဖင့်ပေးနေကြတာပေါ့နောက်ချင်းချစ်ကိုကိုးကွယ်တဲ့လူအုပ်ကြီးကလည်းအမှန်အမှန်မခွဲခြားနိုင်တော့ပဲနောက်ချင်းချစ်ရဲ့စကားကိုသာမြေဝဲမကျလက်ခံနေကြတာပဲဖြစ်ပါတယ်ကြီးစုသူတွေကတော့နောက်ပွင့်မဲ့ဖခင်ဟာလူပြည်မှာရှိမနေပဲသူတိတာနတ်ပြည်မှာသတင်းသုံးတော်မူနေတယ်အခုအားကတော့သာသနာကိုညှို့နှောင်းအောင်လုပ်ပြီးစီပိုင်းလုံးနေကြလို့ထီထီရင်ရောက်ရေးရူပေးဖို့တိုက်တွန်းလာကြတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောမိမိကိုယ်ကိုနောက်ပွင့်မဲ့ဖျားလာဟုတ်တတ်မှတ်ကောင်းကိုယ်ွယ်ပူဇော်မှုကိုခံယူနေတဲ့ ထိုင်းနိုင်ငံကကိုနှစ်ရွယ်ကလေးနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ